မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အရှင်နှလုံးပေါင်းရှင်ပရိတ်ကနန်း၃လုံးယူတဲ့နေ့ကိုတွင်နေတော့အရှင်ပြပေးသွားမှာဖြစ်ပါတယ် HD today ပေါ့နော်အရှင်နှလုံးပေါင်းရှင်ပရိတ်ပရိတ်၃လုံးဖြစ်ပါတယ်ရှင်းနှလုံးပေါင်းရှင်ပရိတ်ပေါ့နော်ကျွန်တော်တို့အနောက်နှလုံးပေါင်းရှင်ပရိတ်ကလည်းသင်ပြထားပြီးပြီ သုံးလုံးပေါင်းရှင်ပရိတ်ကလည်းတင်ပြထားပြီးပေါ့နော်အခုကတော့ကျွန်တော်တို့အရှိနှလုံးပေါင်းရှင်ပရိတ်ကပရိတ်သုံးလုံးယူတဲ့နေ့တွင်နေ့အတိတ်ကိုလေ့လာကြည့်မယ်ပေါ့နော်တ၃၅ကပရိတ်ဖြစ်ပါတယ်၅သုံးများလေးဆိုတဲ့အတွက်အရှိနှလုံးပေါင်း၅ဖြစ်ပါတယ်နောက်ထပ်တစ်ပတ်မှာ၅သုံးများသုံးတဲ့ဆိုတဲ့အတွက်အရှိနှလုံးပေါင်းရှင်၅ပေါ့နော်ရှောင်းရှိသုံးများအရှိနှလုံးပေါင်းရှင်၃သုံးလုံးမှာ၃၃ရှောင်းဆိုတဲ့အတွက်၃၃ပေါင်းရှင်၆ဒီသုံးများလေးတင်မှာအရှိနှလုံးပေါင်းသုံးများနဲ့၄ပေါင်း၄ တင်လေးလျှောက်ရှိပရိတ်ထဲက6ရှေ့လျှောက်ခွန်ဆိုတဲ့အတွက်ရှင်းတဲ့လျှောက်ပေါင်းရှင်း14ပရိတ်ဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့နင်းလေးလျှောက်အရှင်းနှလုံးပေါင်းရှင်းပရိတ်မှာလျှောက်တုံများလျှောက်ဆိုတဲ့အတွက်6ရဲ့တုံများရဲ့ပေါင်းရှင်း6ပရိတ်။လျှောက်လျှောက်နင်းမှာအရှင်းနှလုံးပေါင်းရှင်း၄နှစ်ပေါ့နော်။ချောင်းချောင်းငားမှာလည်းအရှင်းနှလုံးပေါင်းရှင်းချောင်းနဲ့ချောင်းပေါင်းဆက်နှစ်ဖြစ်ပါတယ်။ကိုးချောင်းနှင်းမှာလည်းကျွန်တော်တို့အရှင်းနှလုံးပေါင်းကိုးချောင်းပေါင်းရှင်း15ပြိတ်ဖြစ်ပါတယ်။ ်လေးလေးရှောင်းရှင်အရှင်နှလုံးပေါင်းရှင်ပြိမာတုံများလေးလေးဆိုတဲ့အတွက်တုံများနဲ့လေးပေါင်းလေးနိနိတိဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာနိနိနိပေါင်းရှင်လေးပြိဖြစ်ပါတယ်တုံများနိလေးအရှင်နှလုံးပေါင်းရှင်ပြိမာရှင်လေးတုံးဆိုတဲ့အတွက်ရှင်နယ်လေးပေါင်းရှင်နိပြိဖြစ်ပါတယ်တုံများနိလေးအရှင်နှလုံးပေါင်းရှင်ပြိမာရှင်ရှောင်းတုံးရှင်နယ်ရှောင်းပေါင်းရှင်လေးပြိဖြစ်ပါတယ်ဒီနိတုံများကိုတပြင်ပါလေနိနိတုံများနဲ့ပေါင်းရှင်နိခွန်ခွန်ကိုတပြင်မှာဒါတော့ကျွန်တော်တို့ဒီစုံပေါ့နော် ်ခွန်ခွန်ပေါင်း၄ဒီ900တပြင်မှာတော့အရှိနှလုံးပေါင်းရှင်9ပြည့်ဖြစ်ပါတယ်300တပြင်မှာအရှိနှလုံးပေါင်းရှင်3နဲ့ခွန်ပေါင်း3များနဲ့၄ထက်က3များပြည့်ဖြစ်ပါတယ်ဒီ69လေးတပြင်မှာရှင်နဲ့9ပေါင်းရှင်19ပြည့်ဖြစ်ပါတယ်ခင်ဗျာအကျဉ်းရအဖြစ်ဒီမှာဆိုရင်78ကျိန်ရှားပေးသွားခဲ့ပြီပြီဖြစ်ပါတယ်โอเคဒါပြီးတော့ကျွန်တော်တို့ဒီ 963တပင်နဲ့68တပင်ကိုထပ်ပြီးလေ့လာကြည့်အောင်ဒီခွန်ကိုတည်းအရှင်းနှလုံးပေါင်းရှင်းပရိဖြစ်ပါတယ်ခင်ဗျာထူရှားပြီးတော့လာက963ဆိုတဲ့အတွက်အရှင်းနှလုံးပေါင်း9နဲ့6ပေါင်းရှင်းဆက်တည်ပရိဖြစ်ပါတယ်ဒီ68ခွန်တပင်ကတော့ကျွန်တော်တို့20နဲ့တော့အချင်းပြပြီးတော့မှာဖြစ်ပါတယ်အချိန်ရအဖြစ်20ချိန်ရှိသွားခဲ့ပြီဖြစ်ပါတယ်ဗောနော်သူရဲ့20ကိုလေ့လာကြည့်အောင် ဒီတော်များလေးလေးတပင်ကနေနိနိတိချပေးသွားတဲ့တပင်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပေါ့နော်။ရှေးနှလုံးပေါင်းရှင်ပရိကနန်း၃လုံးယူတဲ့နေ့ဖြစ်ပါတယ်။ယူတဲ့နေ့ကကျွန်တော်တို့ဒီလေးကို၄နဲ့မြောက်ထားတာဖြစ်ပါတယ်ပေါ့နော်။လေးလေးဒီက16ဒီ6နဲ့ပေါင်းရင်7ဖြစ်ပါတယ်။နေ့နဲ့နေ့ပေါင်းရှင်၄နောက်ထပ်တော်များနဲ့၃ပေါင်းရှင်၃၃နဲ့ဒီ၁နဲ့ပေါင်းရှင်၄ဆိုတဲ့အတွက်၄နဲ့၄ပေါင်း၈၈နဲ့နေ့ပေါင်း၃၀ တုံများကိုနိနေပေါင်းရှင်နိနိကိုလည်းနိနေထပောင်းလေးဆိုတဲ့အတွက်တုံများနိလေးရှင်နှလုံးပေါင်းရှင်ပြိမ္မာနောက်ထပ်တစ်ပြေမှာတုံများလေးလေးပြီးတော့နိနိတိဆိုတဲ့အတွက်အဒီကနန်းအရှင်နှလုံးပေါင်းရှင်နိနေနိပေါင်းရှင်လေးပြိဖြစ်ပါတယ်အဲ့ဒီနိအတိုင်းပဲကျွန်တော်နိနိတိတပင်ကနေထပ်ပြီးလေ့လာကြအောင်နိက၄ချိန်၅ချိန်၆ချိန်ပါနော်နိ၆လေးဆက်နိနိနဲ့9နဲ့ပေါင်းရှင်900မှာဖြစ်ပါတယ်9နဲ့2ပေါင်းရှင်း7ဖြစ်ပါတယ်9နဲ့3မြန်နဲ့ပေါင်း9 9နဲ့3ပေါင်း10 ဆိုတော့တုံညာကိုနိနေပေါင်းနိနိကိုနိပေါင်းရှင်လေတုံညာနိလေအရှိနှလုံးပေါင်းရှင်ပရိမာရှင်လေတုံချပေးသွားခဲ့တာဖြစ်ပါတယ်အရှိနှလုံးပေါင်းရှင်ပရိဆိုတဲ့အတွက်ရှင်နဲ့လေးပေါင်းရှင်ကဆနိပရိဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်လေးတုံကနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်လေးလေးဒီက16ဖြစ်ပါတယ်ရှင်းနှကြိမ်ပေါင်း16ဆိုတဲ့အတွက်6နဲ့6နဲ့က7နှစ်နဲ့9ပေါင်း7ရမှာဖြစ်ပါတယ်။9 9ပေါင်းရှင်းတဲ့စေ၊3နဲ့8ပေါင်းရှင်း8တိပေါင်း ကိုယ်နဲ့တင်တဲ့ထပ်ပေါင်းတော့30ဆိုတဲ့အတွက်အဲ့ဒီမှာ၃မြနေလေး၃ပင်စိုက်တိုက်ဖြစ်ပါတယ်။ရှင်းချောင်း၃ဆိုတဲ့အတွက်ကြောင့်မို့ချေ63ဆိုရင်တော့အရှင်းနှလုံးပေါင်းရှင်းလေးဖြစ်ပါတယ်ခင်ဗျာ။ Okay ရှင်းချောင်း3တမင်ကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်။ရှောင်းလေးလေး20နဲ့၄ရှင်းနှကြံ16ရှောင်းနှလေးပေါင်း30 9တလုံးကြံနေ9လေးပေါင်းတာ7ရှင်းနှ1ပေါင်း9 9နဲ့1ပေါင်း30 ခုနဲ့တင်းနဲ့ထပ်ပေါင်းတော့ရှစ်ရှစ်ကိုနှစ်ပေါင်း30တုံများကိုနှစ်ပေါင်းနှစ်ဆိုတဲ့အတွက်ရှစ်တုံများနှစ်အရှင်းနှလုံးပေါင်းရှင်ပြိမာနှစ်တုံများကိုရှာပေးသွားခဲ့တာဖြစ်ပါတယ်တုံများနဲ့နှစ်ပေါင်းရှင်နှစ်ဆိုပြီးတော့နှစ်ပြိဖြစ်ပါတယ်ခင်ဗျာနှစ်တုံများကိုကနေအပေါ်ဝိုက်တွင်နေအတိုင်းပဲပေါ့နော်နှစ်နှစ်ချင်းပေါင်းရှင်၄ရာမှာဖြစ်ပါတယ်တုံများနဲ့6ပေါင်းရှင်6 3နဲ့6ပေါင်း9 9နဲ့3နဲ့ပေါင်း30ဆိုတဲ့အတွက်တုံများ၄6ပေါင်းရှင်30 တောင်များနေ့လေးအရှင်နှလုံးပေါင်းရှင်ပရိသုံးလုံးဖြစ်ပါတယ်ခွန်ခွန်ကိုခြားပေးတော့ခေတာပေါ့နော်ဒါတော့အရှင်နှလုံးပေါင်းရှင်လေးဖြစ်ပါတယ်ခွန်နဲ့ခွန်ပေါင်းရှင်14ပေါ့နော်ခွန်ခွန်ကိုတပင်ကနေထပ်ပြီးလေလာကြည့်အောင်အဲ့ဒီမှာခွန်က၄ချိန်တရားလေးကနှစ်ချိန်ဆိုတော့6ခွန်ခွန်ခွန်49ပေါ့နော်9ပဲရေးမယ်ရှောင်းနဲ့9ပေါင်း15၄8က7နှစ်နှစ်နဲ့10ပေါင်း3 ငါ၃ပေါင်းရှိ၉နဲ့ပေါင်းတာစက်ခွန်ဆိုရတဲ့ခွန်၉တီအနော်ရှိနှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ခွန်၃ည၃ညဆိုရတဲ့အရှိနှလုံးပေါင်းခွန်နဲ့၃ညနဲ့ပေါင်းရှင်ခုနှစ်ပရိချပေးသွားခဲ့တာဖြစ်ပါတယ်ခုနှစ်ရတပင်ကနေထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်ခွန်နဲ့ချိန်ဟာ၁၄လေးနဲ့၈ပေါင်းတာစနစ်ဖြစ်ပါတယ်လေးတီပေါင်းရှင်ကရှင်းနဲ့လေးပေါင်းတာစနစ်နေနဲ့တီပေါင်း၃ဆိုရတဲ့အဲ့ဒီမှာနေ၃ပေါင်းကငါးနဲ့ပေါင်းရင်၁၀ဆိုရတဲ့ တုံများနှစ်လေးအရှင်းနှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်။သူချပြီးတော့ကသုံးခွန်ခွန်ပေါ့နော်။သုံးခွန်ခွန်ဆိုတဲ့အတွက်အရှင်းနှလုံးပေါင်းဒီသုံးနဲ့ခွန်ပေါင်းရှင်30ဆိုပြီးတော့တုံများပရိချပြီးတော့ဖြစ်ပါတယ်။အဲ့မှာသုံးနှစ်ချိန်ပေါင်းရှင်6ပေါ့နော်။အဲ့မှာခွန်က9ချိန်ဆိုတဲ့အတွက်ခွန်ကလေး35 9နဲ့6ပေါင်းတာ71 6နဲ့1ပေါင်းရှင်ခွန် ရှောင်းနေနေပေါင်းရှင်းရှင်းနဲ့တက်ပေါင်း9ဆိုတဲ့အတွက်ဆက်ခွန်ရမှာပေါ့နော်9ခုတည်းအရှင်းနှလုံးပေါင်းရှင်းပရိယာဖြစ်ပါတယ်6ကိုလေးခြာပေးသွားခေတာ ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အရှင်းနှလုံးပေါင်း6ကိုပေါင်းရှင်း9ပရိဖြစ်ပါတယ်6ကိုလေးတပင်ကနေထပ်ပြီးလေးလာကြည့်တော့8320နဲ့6ကိုလေး436ဆိုတဲ့အတွက်4နဲ့6ပေါင်းရှင်း30 9ပေါင်းရှင်းက10ဖြစ်ပါတယ်9နဲ့10ပေါင်း8 8ပေါင်း9 ရှိကူပေါင်းရှင်ဆက်ခွန်ရာတွေအတွက်ခွန်ကူတအရှိနှလုံးပေါင်းရှင်ပရိမာ963ချပေးသွားခဲ့တဲ့အတွက်ဒီ9နဲ့6နဲ့ပေါင်းရှင်ဆက်တိပရိချပေးသွားတာဖြစ်ပါတယ်963ကနေထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်9နဲ့ကျန်သက်စင်64 24 6ကဆက်တိရတာဖြစ်ပါတယ်9နဲ့10နဲ့ကဆက်တိ6ကဆက်တိ10နဲ့ပေါင်းရှင်2ဆိုတဲ့အတွက်ပေါင်းရှင်၄ရမှာဖြစ်ပါတယ် လေးရှောင်းရှိအရှိနှလုံးပေါင်းရှင်ပရိမာရှောင်းရှိခုနှစ်ခြားပေးသွားတဲ့အတွက်ကြောင့်မို့ရှောင်းနဲ့ရှစ်ပေါင်းရှင်၁၄ဖြစ်ပါတယ်ပေါ့နော်โอเคဒီ20ခုနှစ်ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ6 6နှစ်ကြိမ်က7နှစ်ဖြစ်ပါတယ်ဒီ8လေးရ30နှစ်ဆိုတော့နေနဲ့နေပေါင်း4 4နဲ့9ပေါင်းတာ73ရတာဖြစ်ပါတယ်9နဲ့6ပေါင်းတာလေး73 7နဲ့10ပေါင်းတာ2ဆိုတဲ့အတွက်33ပေါင်း6 6နဲ့2ပေါင်း8ရတဲ့အတွက် ကျွန်တော်တို့ရှစ်ကောင်နှစ်နဲ့ပုံဒီပေါင်းတော့တစ်စင်းသုံးများကိုနှစ်ပေါင်းနှစ်ရှစ်သုံးများနှစ်အရှိနှလုံးပေါင်းရှင်ဘရိတ်ဆိုပြီးရမှာဖြစ်ပါတယ်ပြန်စစ်ကြည့်မယ်ပေါ့နော်ဒီရှင်းလေးတွေက30နှစ်နှစ်နဲ့နှစ်ပေါင်း၄၄9 83 863တင်းနဲ့တပေါင်းနှစ်336ရှောင်းနဲ့နှစ်ပေါင်း၈ဆိုတဲ့အတွက်ရှစ်သုံးများနှစ်အရှိနှလုံးပေါင်းရှင်ဘရိတ်ဆိုပြီးဒီ9ကြိမ်အတွက်ရတာဖြစ်ပါတယ် โอเคဒီ20ကဒီလိုလေးတောက်6ကိုပေးနေတာဆိုရင် အကြိမ်ရအဖြစ်20ကြိမ်ရှိသွားခဲ့ပြီဖြစ်တယ်ပေါ့နော်ဒီ9ကြိမ်မှာတော့ရှင်းနှလုံးပေါင်းရှင်ပလေးချစ်တော်များနေဖြစ်ပါတယ်ရှောက်ရှိခွန်တပင်မှာတော့ကသူက20အရာ၄ရှောက်ရှိရတာဖြစ်ပါတယ်ပေါ့နော်၄ရှောက်ရှိအရှင်းနှလုံးပေါင်းရှင်ပလေးမှာသူချပေးသွားတာ6ရှိခွန်ဆိုတဲ့အတွက်6ရာ8ရာပေါင်းရှင်14ဖြစ်ပါတယ်ဒီ9ကြိမ်မှာတော့20အရာချစ်တော်များနေဆွေးရနေတာဖြစ်ပါတယ်ပေါ့နော်โอเค ဒါကိုကျွန်တော်တို့မိတ်ဆွေများအထောက်အကူရအောင်ရည်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်မိတ်ဆွေများအားလုံးလည်းကြည်တုံပါကြော်လွားနိုင်ကြပါစေခင်ဗျာ။